စေတနာကောင်းတာကြောင့်နေချင်းညချင်းတံပြန်အကျိုးကျေးဇူးတွေခံစားနေရပြီဖြစ်တဲ့ရေခဲကြောင်းတဲလေးကိုရှိုင်းဆောင်ပြည်သူများလုံးမဲ့မင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ် စကိုင်းမြို့ကရေကဲကြောင်တယ်လီကိုရှိုင်းစော်ကတော့ဖြူစင်တဲ့စိတ်ထားလေးကြောင့်ငလင်ဘေးအတွင်းမှာလူတီများလာခဲ့တာဖြစ်ပါတယ်။ရှိုင်းစော်ကငလင်ဘေးတင်ပြည်သူတွေကိုလာရောက်လှူဒန်းသူတွေနဲ့ကဲဆဲသမားတွေကိုလမ်းမထမရေကဲတုတ်လေးတွေလိုက်ဝဲပေးရင်းနဲ့သူတက်နိုင်တဲ့နေရာကနေကူညီပေးခဲ့တာပေါ့။ဒါကြောင့်လူအများကလည်းကိုရှိုင်းစော်ကိုသတိထားမိလာကြကဆိုရှယ်မီဒီယာတွေမှာကိုရှိုင်းစော်ရဲ့ရေကဲတုတ်ဝင်နေတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုဂုံပြုတ်ပြီးမျှဝေလာခဲ့ကြတာဖြစ်ပါတယ်။ကိုရှိုင်းစော်ဟာမရှိစင်းရဲ့နွမ်းပါသူဖြစ်ပေမဲ့စေတနာကတော့မနွမ်းပါလှပါဘူး။ပိုင်းတောင်အဆင်ပြေအောင်စ조사 ရုံးကန်နေရပေမဲ့ငလင်ဘေးသိမ့်ပြည်သူတွေကိုတတ်နိုင်တဲ့ဘက်ကနေအကူအညီလွှတ်တန်းပေးချင်ခဲ့ပါတယ်။ဒါကြောင့်ကိုရှိုင်းစောကသူရောင်းချတဲ့ရေကဲထုတ်လေးတွေကိုသာအခမဲ့မြစ်တာနဲ့လိုက်ဝေပေးရင်ငလင်ဘေးသိမ့်ပြည်သူတွေကိုလွှတ်တန်းမှုမှာတတော်တနေရာကနေပတ်ဝန်းခဲ့တာဖြစ်ပါတယ်။ကိုရှိုင်းစောအနေနဲ့ခုလိုရေကဲထုတ်တွေကိုလွှတ်တန်းဖြစ်တဲ့အခါရုံးကန်လွှတ်တန်းတာမဟုတ်လို့သူ့အတွက်အခက်အခဲရှိလာပါတယ်။ဒါပေမဲ့ဘလို့အခက်အခဲမှမမှုပဲငလင်ဘေးသိမ့်ပြည်သူတွေအတွက်လာရောက်ကူညီသူတွေကိုသာရေကဲထုတ်လေးစာရင်ပြန်ပန်းမှုတွေကိုခဏတာပြေပြောက်စေချင်ခဲ့တာဖြစ်ပါတယ်။လူအများကလည်းသူ့ရဲ့ရေကဲထုတ်လေး ဆိုင်ရင်ပင်မမှုတွေပြပြောက်အေးချမ်းစေတာကြောင့်ကိုရှိုင်းစော်ကိုကျေးဇူးတင်နေခဲ့ကြတာပေါ့တဦးမြတ်တာတဦးစေတနာဆိုတဲ့စကားအတိုင်းကိုရှိုင်းစော်ရဲ့စေတနာကောင်းမှုတွေကိုလူအများကလည်းမြတ်တာပြန်ထားရင်ကိုရှိုင်းစော်ကိုတလှည့်ပြန်ကူညီပေးနေကြပါတယ် ငွေကြေးချမ်းသာသူတွေကကိုရှိုင်းစွာအတွက်ရေကဲကြောင်ပြန်လဲရောင်းချနိုင်ဖို့အရင်းနှီးငွေတွေကိုတောင်ထုတ်ပေးပြီးကုညီပေးနေကြတာပေါ့ဒါပေမဲ့ကိုရှိုင်းစွာကတော့သူ့အတွက်ဆိုပြီးလာရလှူဒန်းတဲ့ငွေမှန်သမျှကိုတပြားတစ်ချက်မှမယူဘဲငလျင်ဘေးတင်ပြည်သူတွေကိုသာပြန်လဲလှူဒန်းပေးခဲ့တာဖြစ်ပါတယ်။အကြောင်းစေတနာမမွဲတဲ့ကိုရှိုင်းစွာရဲ့စိတ်ထားလေးကိုလေးစားပြီးရင်လေးစားနေကြကနောက်ထပ်ကွန်ပျူတာလက်ဆောင်တွေလာရချင်းမြင့်ကြတာပေါ့ ဒီတစ်ခါမှာတော့ရေကဲကြောင်ရောက်တဲ့ကိုရှိုင်းစောအတွက်အသင့်တော်ဆုံးဖြစ်တဲ့သိန်း20ကျော်ရေကဲတစ်သားကြီးကိုဂုံပြုတ်လက်ဆောင်နေနဲ့လာရောက်ချင်းမြင်ခဲ့ကြတာပေါ့ဒါအပြင်ကိုရှိုင်းစောကဆိုင်ကနဲ့ရေကဲကြောင်လာရောက်ရတာဖြစ်လို့ဆိုင်ကတစည်းပါလက်ဆောင်လာပေးခဲ့ကြတာဖြစ်ပါတယ်ကိုရှိုင်းစောရဲ့အရင်ဆိုင်ကကအတော်လေးကိုစီးရအစမပြေဖြစ်နေတာကြောင့်လာရောက်ဂုံပြုတ်ချင်းမြင်သူတွေကဆိုင်ကကိုပါလက်ဆောင်ဝယ်ပေးခဲ့တာပေါ့ ိုတိုင်းသာအစစ်မပြေရင်မပြေမယ်စေတနာကတော့ဘယ်တော့မှမမွဲသွားမယ့်ကိုရှိုင်းစွာအတွက်ချက်ချင်းလက်ငယ်ကြိုးကျေးစုတွေပြန်လည်ရရှိလာခဲ့တာပါကိုရှိုင်းစွာဝေပေးခဲ့တဲ့ရေကဲထုတ်လေးရဲ့တက်မိုးတွေကဘာမှမပြောပါတော့ပေမဲ့သူရဲ့စေတနာဒုရီကတော့ကြီးမားတာကြောင့်လူအများကလေးစားနေခဲ့ကြတာဖြစ်ပါတယ်ကိုတိုင်းတောင်အစဉ်ပြေအောင်ရုန်းကန်နေရခြင်းတခြားလူတွေကိုလိုက်ကူညီပေးဖို့ဆိုတော့ကိုရဲအလုပ်တော်မဟုတ်ပါဘူးဒါပေမဲ့မြန်မာနိုင်ငံသားတွေမှာတပတ်သူဒုက္ခရောက်နေရင်တနိုင်သမျှကူညီချင်ကြတဲ့စိတ်ဓာတ်လေးကိုပိုင်ဆိုင်ထားရဲဆိုတော့ကိုရှိုင်းစောကတတ်သိပြခဲ့တာပါ နမဲကြီးချင်းလို့ဆယ်လီဖြစ်ချင်းလို့လှူပြတာမဟုတ်ပဲသူ့ရဲ့ဒုက္ခနဲ့ရှင်ရင်လက်တလုံးရင်ဆိုင်နေရတဲ့အခြေအနေတွေကပိုဆိုးနေတာကြောင့်ကိုရှိုင်းစောကခုလိုစေတနာထက်သန်စွာနဲ့တနိုင်တဲ့ဘက်ကနေကူညီပေးခဲ့တာဖြစ်ပါတယ်စေတနာကောင်းတာကြောင့်နေချင်းညချင်းတံပြန်အကျိုးကျေးဇူးတွေခံစားနေရပြီဖြစ်တဲ့ရေကကြောင့်တယ်လီကိုရှိုင်းစောနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ